မင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ YouTube channel ကနေရိုးဆိုပါတယ်ကျွန်တော်ဒီတစ်ခေါက် sharing လုပ်ပေးမယ့်အကြောင်းအရာကကျွန်တော်တို့ Messenger ကို smart ချာချာသုံးလို့ရတဲ့နည်းလေးကိုကျွန်တော်ပြောပြပေးမယ်တချို့ Messenger မှာသုံးနည်းတွေကိုတချို့လူတွေမသိသေးရရှိတယ်တချို့ function လေးတွေမသိသေးရရှိတယ်အဲ့ဒီအတွက်ကျွန်တော်အမြတ်ဝေပေးမှာဖြစ်ပါတယ် Messenger တဲ့ကိုဝင်မယ်ကျွန်တော် Messenger တဲ့ကိုဝင်ပြီးသွားရင်ကျွန်တော်တို့ လူတိုင်းနေပါမတည်သေးတဲ့အချက်ကလေးတွေတချို့လူတွေပေါ့နော်တီဗီစားလူတွေကတော့ကြောသွားလိုက်ပါတချို့မတည်သေးတဲ့လူတွေအတွက်ကျွန်တော်မျှဝေပြခြင်းဖြစ်ပါတယ်ကျွန်တော် you are no ဆိုတဲ့အထည်ကိုဝင်လိုက်မယ်ပြီးရင်ဒီမှာဆိုရင် ကိုယ်ခံစားနေရတဲ့ state တလေးတွေကိုဒီမှာတင်လို့ရတယ်ကိုကြိုက်လို့ရေးလို့ရတယ်မြန်မာလိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုလည်းရေးလို့ရတယ် ဒါအောင်မသူကတချင်းလေးနဲ့ကိုကြိုက်တဲ့တချင်းလေးနဲ့ပုံပေါ်ပြီးတော့တင်လို့ရတယ်ခင်ဗျာအရင်ကိုကျွန်တော်ဒီ fashion လေးကအရင်ကိုလူကြီးမျိုးတွေအတွက်အသုံးဝင်မဲ့ fashion လေးဖြစ်တယ်ဒီမှာဆိုရင်ကိုကြိုက်တဲ့တချင်းနဲ့တချင်းနဲ့မဲ့ရိုက်ထည့်လိုက်ပါ တချင်းနာမည်မသိဘူးဆိုရင်လည်းအစိုးရနာမည်ရိုက်ထည့်လိုက်ပါအဲဆိုရင်တော့ရှာရတာလိုပါတယ်မြန်မာမြန်မာလိုရိုက်ထည့်ပြီးတော့လည်းရှာလို့ရပါတယ်ဒီမှာဆိုရင်ကိုယ့်ရဲ့ခံစားချက်နဲ့တိုက်တဲ့တချင်းလေးကိုရွေးပြီးတော့ဒီမှာ post တင်လိုက်ပါတော့ဒီက messenger ရဲ့ post ပေါ့နော် I'm okay for the banding for addition in so ja, so it. đại con luôn lâu bị tai vì suy nghĩ cho thì nhà bài tao nghe share số lại nhà lấy cô này lại bả à đa số những cô khán giả này ở đây feeling cô khán giả nhà khán giả chat đi cô stay đây đi cô mà sinh nhà tông cô ်အစညာသုံးတဲ့လူတိုင်းမြင်နိုင်မှာဖြစ်ပါတယ်ဒီ Facebook မှာပုံတင်တဲ့ပုံစံမျိုးလေးပေါ့နော်ဒီမှာလည်းမစညာမှာလည်းခံစားချက်လေးတင်လို့ရပါတယ်နောက်တနည်းအနေနဲ့ကျွန်တော်တို့ဓာတ်ပုံ quality ကောင်းကောင်းလေးတွေကိုဒီမှာမစညာရင်ပြီးတော့ပို့လို့ရပါပြီဒီအရင်တော့ဆိုရင်ကျွန်တော် quality ကောင်းကောင်းပို့ခြင်းလဲဆိုရင် WhatsApp လို Viber လို့မှာပဲသွားပို့လို့ရပါတယ်ဒီ Messenger မှာတိတ်ပြီးတော့ quality မကောင်းဘောเนาะခုနောက်ပိုင်းတော့ကျွန်တော်တို့ဒီ app upgrade မြင်ထားပါတယ်ကျွန်တော်တို့ editor ဝင်ပြီးတော့ဒီမှာ quality HD ကောင်းကောင်းလေးနဲ့ကျွန်တော်တို့ပုံနေပါပြီပို့လို့ရပါပြီခင်ဗျာဒီ HD ကိုရွေးပြီးတော့ပုံပို့မယ် ဒီမှာရှိတယ်နောက်နောက်တစ်မျိုးအနေနဲ့ကျွန်တော်တို့ပြောစရာရှိသေးတယ်ကျွန်တော်လစ်ဝက်ချက်အနေနဲ့ဒီမှာ UR Studio ရဲ့ quality ရဲ့ PA UR Studio UR Studio ရဲ့ PA ကဒီမှာ1ဆိုတဲ့ပုံစံလေးရဲ့အောက်မှာ off ဆိုတာဖြစ်နေတယ်ဒီ off ကိုနှိပ်ပြီးတော့ off ကိုပွင့်ထားပြီးတော့ကျွန်တော်တို့ပုံပို့လိုက်မယ်ဆိုရင်ဒီတစ်ဖက်လူကတပုံနေကိုပို့လိုက်တဲ့ပုံကိုစိတ်လို့ရမယ် share လို့ရမယ် ကိုယ်အဲ့လိုမျိုးစိတ်လို့မရစေခြင်းမို့ရှယ်လို့မရစေခြင်းမို့ဆိုရင်ဒီ off လေးကို on လိုက်ပါ view 1ဆိုတာလေးကိုနှိပ်လိုက်ပါ ပြောင်းလိုက်ပါ view 1ဆိုတာကို ပြောင်းလိုက်ပြီဆိုရင်ပြောင်းပြီးတော့ကိုယ်ကဒီပုံပို့လိုက်မယ်ဆိုရင်ဒီပုံကိုတစ်ဖက်လူကစိတ်လို့မရဘူးရှယ်လို့မရဘူး तू က တစ်ခါပဲကြည့်လို့ရပါမယ်ကိုပို့လိုက်တဲ့ပုံကိုတစ်ခါပဲကြည့်လို့ရမယ်အရေးကြီးရစာရစာတဲ့နေပို့မယ်ဆိုရင်တော့ဒီလိုမျိုးပုံစံလေးနဲ့ပို့တာအရန်ကိုအဆင်ပြေမှာဖြစ်ပါတယ်စိတ်ချရမယ်ပေါ့နော်ဒါဆိုရင်တစ်ဖက်လူကတစ်ခါပဲကြည့်လို့ရမယ်ကိုပို့လိုက်တဲ့ပုံကိုတစ်ခါပဲကြည့်လို့ရမယ်แชร์လို့လည်းမရဘူးစေလို့လည်းမရဘူး ောက်တစ်ခုအနေနဲ့ကျွန်တော်ဒီဒီအကောင့်ပေါ့နော်ကိုအဲကိုနဲ့ကိုသူပို့လိုက်တဲ့စာတွေကိုစီမပြစေခြင်းမူဆိုရင်ကိုဖက်ပြရာကိုစီမပြခြင်းမူဆိုရင် သူရဲ့အိုင်ပုံစံလေးတက်ကိုဝင်လိုက်ပါဒီညာဘက်တန်းအိုင်ပုံစံလေးကိုဝင်ပြီးရော V versus ဆိုတာလေးကိုနှိပ်လိုက်ပါ V versus ဆိုတာနှိပ်ပြီးတော့ ဒီမှာ show reverse ဆိုတာလေးကို off လိုက်ပါ off လိုက်ပြီဆိုရင် ကိုကသူ့ပို့လိုက်တဲ့စာတွေကိုကိုကဖတ်ဖတ်လိုက်တော့လေဒီသူ့ရဲ့ဘက်မှာစီမပြဘူးပေါ့စီမပြဘူးဆိုရင်တော့သူ့ရဲ့စိတ်ထဲမှာဒီဘက်ကမဖတ်သေးဘူးလို့ပဲထင်မှာခင်ဗျာဒါအောင်မလို့ခြင်းမှုဆိုရင်ဒီမှာပြန်ပြီးတော့ on လိုက်ပါကဲနောက်ထပ် ဒီလူတယောက်တည်းကိုပဲမဟုတ်ဘူးသူကကိုယ်တခြားဒီကိုယ့်ရဲ့အကောင့်ထဲမှာရှိတဲ့လူတွေအကုန်လုံးကိုကိုဖက်လိုက်တဲ့အဟာကိုစီးမပြနေခြင်းမူဆိုရင်နောက်တဲ့နီလန်လေးရှိသေးပါတယ်ကျွန်တော်တို့စက်တင်နဲ့ကိုဝင်လိုက်စက်တင်နဲ့ကိုဝင်ပြီးသွားရင်ကျွန်တော်တို့အောက်ကိုနည်းနည်းလေးဆွဲချလိုက်ပါဆွဲချလိုက်ပြီးရင် privacy and safety ဆိုတာရှိတယ်အောက်ကိုနည်းနည်းလေးဆွဲချလိုက်ပါနည်းနည်းလေးဆွဲချလိုက်ပြီးဆိုရင် read versus ဆိုတာလေးရှိတယ် ဒီမှာ show reverse ဆိုတာလဲကို off လိုက်ပါဒီလို off ထားလိုက်မှဆိုရင် ကိုနဲ့ပြောသမျှ messenger မှာပြောသမျှလူတွေက ကိုဖတ်လိုက်တော့လဲသူ့ဘက်မှာစီးမပြပါဘူးခင်ဗျာဒါအပြန်အလှန်နေနဲ့ဟိုဘက်လည်းစီးမပြဘူးဒီဘက်လည်းစီးမပြဘူးဖြစ်မှာပါခင်ဗျာကွာလူတယောက်တည်းကိုပဲလှုပ်လှုပ်ချင်နေဆိုရင်တော့ပထမကျွန်တော်ပြောပြတဲ့ညီလေးတိုင်းပဲလှုပ်လိုက်ပါကွာဒီလူကို ဒီလိုနဲ့တိတ်ပြီးစကားတွေမပြောချင်ဘူးဆိုရင်အဲ့ဒီနီလန်းလေးကအဆင်ပြေပါတယ်ကိုသူပို့လိုက်တဲ့စာတွေကိုကျွန်တော်ကိုဖက်လိုက်တော့လဲသူ့ဘက်မှာစေးမပြဘူးဆိုတော့မိတ်ဆွေမိတ်ပြက်မိတ်လည်းမပြဘူးဆွေလည်းမပြဘူးပေါ့နော်အဲ့ဒီနီလန်းလေးတော့ရှိပါတယ်ကိုမပြောချင်လည်းမပြောလို့မပြောမပြောနဲ့ပေါ့နော်ဟုတ်ကဲ့နောက်ထပ်နီလန်းလေးကကျွန်တော်တို့ဒီမှာ messenger မှာဆိုရင်တော့နီလန်းလေးတွေအများကြီးရှိတယ်ကျွန်တော်ကဒီမှာအသုံးဝင်တဲ့ညာတော့အပြင်အသုံးဝင်တဲ့နီလန်းလေးကိုပြောပြပေးရဖြစ်ပါတယ်နောက်လည်းနီလန်းလေးလည်းအများကြီးရှိသေးပါတယ်ဒီမှာဆိုရင် verb ဆိုတာကျွန်တော်တို့ဒီ messenger မှာကျွန်တော်တို့ဒီ screen ပေါ်မှာအဝိုင်းလေးနဲ့ဘူးစီပေါင်းလေးပုံစံလေးနဲ့ကွာစားရပါလေပတ်ချက်နဲ့ဆိုရင်ဒီနေ့ဒါလေးကို ဝင်ထားလိုက်ပါဒီ all conversation နှိပ်လိုက်ပဲဆိုရင်ဒါအကောင်လုံး select ကိုနှိပ်ပြီးတော့ရွေးမယ်ဆိုရင်ရွေးလို့ရပါတယ် quality နိုင်လေးကိုမကြိုက်ဘူးဆိုရင် off ထားလိုက်ပါပြီးရင်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော် edit status ဆိုတာလေးကိုရှိပါတယ်ဒီ edit status လေးကိုကျွန်တော်ကအာပိတ်ထားလိုက်မယ်ဆိုရင် ကိုလိုက်မမှရှိရလူတွေမတိပါဘူးခင်ဗျာကိုကိုစီလဲစားရပို့ရင်လဲကိုစီကိုမရောက်သေးဘူးပေါ့နော်ကိုကဒီမှာနိုင်နဲ့တနအီအကြာ၈နာရီကြာအဲ့လိုမျိုးလောက်ထားလို့ရတယ် and i chain is ဆိုတာကတော့ကိုမချင်းမပြောင်းမချင်း line ပိတ်ထားလို့ရပါတယ်ဒါဆိုရင်ကိုကတခြားလောက်ဆရာရှိတာလေးတွေလောက်ထားလိုက်မယ်ဆိုရင်လောက်ထားပြီးတော့ကိုက messenger အပေါ်မြတ်စာတွေအဲက ဝင်မလာဘူးဖြစ်မှာပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကို ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ကိုအားပေးကြပါအောင်လို့မြတ်တရားရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ